က်20မှာ ပြောင်းလဲရမြဲချက်20အေးဝါးပါအရင်ကလိုညနေမအိပ်ပြီးမနေ့ဆိုနေမြန်မာမထားပါနဲ့တော့နော်အေးချိန်ကို7နာရီအများဆုံးထားပြီးပါည7နာရီမတိုင်ခင်စူးစမ်းပြီးပါအေးမဝါးတဲ့နေ့တွေမရှိစေနဲ့တော့နော် ကျမ်းမာရေးလိုက်စားပါမနက်တိုင်းစောစောထပြီးလမ်းလျှောက်ကြည့်ပါသင်ငယ်ချင်းတွေဆိုပြီးပြဖြစ်တယောက်တည်းဖြစ်ဖြစ်လမ်းလျှောက်ပါဝိတ်ထိန်ပါအရန်လဲမပိန်ပါစီနဲ့ရန်လဲမဝပါစီနဲ့အစာရန်ချော်တာတွေအစာရန်စားတာတွေမလုပ်ပါနဲ့ဒီအရွယ်မှာခန္ဓာကိုယ်ကအဆီပိုးတွေမရှိမှတန်းတန်းမာမာနဲ့နေနိုင်ပါပါ အကောင်းဘက်ကတွေးပါအရာရာကိုလိုက်ပြမမြင်ပါနဲ့ dark side တွေကိုပဲလိုက်မကြည့်ပါနဲ့။ဘာကြောင့်ဆိုတာလေးကိုအမြဲထည့်တွေးပြပါခွင်းလော့ပါညှို့မထားပါနဲ့။မနေ့စားစားပါရှက်ဖို့ဝယ်ဖို့အချိန်မရရင်တော့ကိုကြိုက်ကြိုက်မကြိုက်ကြိုက်အိမ်မှာရှိတဲ့ပါမုံနဲ့ဘင်းတို့နွားတို့ကော်ဖီကိုရအောင်စားပါတောက်ပါ အမြဲတမ်းလေးမဟုတ်ဝေထားပါ စေးစစ်ပါကာကွယ်စီထိုးပါ ကိုမဘာဖြစ်တတ်လဲဘာအဆင်မပြေလဲဆိုတာတွေးပါကြောက်ပြီးမစစ်တာမလုပ်ပါနဲ့မရှိရင်တော့စေးစစ်တင်ပါတယ်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အားစီ VC, VB, VD စားတဲ့ဆေးတွေစားတော့ပါ။ကိုမထိုးခဲ့ရတဲ့ကာကွယ်ဆေးတွေထိုးတဲ့ကာကွယ်ဆေးတွေကိုဆရာဝန်နဲ့တိုင်ပင်ပြီးကျန်းမာရေးအတွက်ကာကွယ်ထားပါ။ခရီးစားထွက်ပါ။တယောက်တည်းရအောင်သွားကြည့်ပါ။တကယ်ချင်းတွေနဲ့ရအောင်သွားပါ။အကြောင်းကသွားရင်လည်းလိုက်ပါ တခြားနေရာတွေမှာပတ်စံသုံးတာတည်းခရီးထွက်ဖို့စုပါအမတ်တရတွေကိုလောက်ယူပါစွမ်းကုန်ပြောပါမပေါ့နဲ့အရင်ကလိုဒါလေးထောက်ရင်ပြောင်းမှာဒါကထောက်နေကြဖြစ်နေကြဆိုပြီးဂျမ်းမာရဲ့အတွက်ပေါ်ပေါ်ဆဆမနေပါနဲ့မဖြစ်အောင်လည်းခရီးဆိုင်ပါကိုလိုရမယ့်အလုပ်တွေကိုလည်းပေါ်ပြပြမလုပ်ပါနဲ့ဘဝကိုလည်းပေါ်ပေါ်လေးမပြတ်တမ်းဂျမ်းမာနဲ့မဖြစ်နိုင်ဘူးလို့ပြောထားရင်တော့ဖြစ်အောင်လုပ်ပြနိုင်တဲ့စိတ်မွေးပါဝတ်စားပုံပြောင်းပါ ိန္ဒိယဝတ်နဲ့အပြင်မထွက်ပါနဲ့ညဝတ်နဲ့အပြင်မထွက်ပါနဲ့ဝတ်စားကိုတရားခွဲထုတ်ထားပြီးအနီးနားသွားရင်တော့တသက်ရရဝတ်သွားပါ နေရာဒေသအလိုက်ဝတ်စားတွေကိုပြောင်းလဲဝတ်ပါဝယ်ပါစမတ်ကြကြလေးနေတည်ပါအခန်းရှင်းမှာအပတ်တိုင်းအခန်းရှင်းမှာကိုယ်တိုင်ရှင်းမှာအချိန်တခုအမြဲပြီးပြီးအပတ်တိုင်းသက်ရှိလုပ်တင်ပါတယ်မလိုဓာရီပေးလိုက်ပါလိုဓာရီမလိုဓာရီပေးလိုက်ပါလှူလိုက်ပါ ရောင်းလိုက်ပါ ပြစ်လိုက်ပါဆက်မသိမ်းထားပါနဲ့ သင်ယူပါသမင်းချက်ဝိစောရာကစာဖုံးပြတာကအဆုံးကိုဘာသာလောက်တအောင်သင်ယူထားပါဘာသာစကားအသည့်ပညာအသည့်တွေကိုလည်းစတင်ပါဒီရွယ်ရွယ်မှာယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်အခြေခံတွေကိုမလောက်တဘူးမသိဘူးဆိုတာခေါ်ယူစရာမဟုတ်ပါဘူးနော်စာဟုတ်ဖတ်ပါစာဝယ်ရန်ဖတ်ပါ အားတဲ့ချိန်မှာဖုံးသုံးတာထက်စာဖတ်ပါ ။ဘာဖက်ရမလဲမသိရင်ကိုခုလည်လာနေတဲ့ပညာရဲ့နဲ့ဆိုင်တာတွေဖတ်ပါ၊ဝတ္ထုတွေဖတ်ပါ။ဒီကနေမှစာဖတ်တဲ့အချိန်ကိုမွေးပါ။ပလန်ဆွဲပါ။နေ့စဉ်အပတ်စဉ်အတွက်ဘာလုပ်ရမလဲ၊ဘာရှိတယ်ဆိုတာအမြင်မှတ်ပါ၊ရှာရေးပါ။အခုဆိုပလန်နာစာအုပ်တွေရှိလာတော့ပို့အစီအပြေပါတယ်။မနက်တိုင်းညတိုင်းပလန်ဆွဲဖို့ရှိန်ပေးပြီးလုပ်ပါ။ တာဝန်ယူပါငငယ်ကလိုသူ့ကြောင့်ငါကြောင့်ဆိုပြီးရှောင်မပြေးပါနဲ့ကိုလုံးတဲ့ကိစ္စကိုရင်ဆိုင်ပြီးတာဝန်ယူလိုက်ပါပြေးနေရင်တသက်လုံးနေထနေရထိုင်ရခတ်ပါတယ်တခါတည်းပြီးရှင်းလိုက်တာကကို့အတွက်နှမြေကောင်းပါရတတ်ပါတယ်အမိုက်ရှင်မှာ ကို့အတွက်မကောင်းတဲ့အသုံးမဝင်တဲ့အမိုက်ကိုလူတွေအမိုက်ရှင်မှာကို့အတွက်မကောင်းတဲ့အသုံးမဝင်တဲ့အမိုက်လိုလူတွေကိုရှင်းဖို့ဝင်မလေးပါနဲ့နောက်လာမယ့်ကိုရဲ့အလုပ်တွေအောင်မြင်မှုတွေမှာပါအမိုက်တွေမပါပါစေနဲ့ လူအမိုက်တွေထဲမှာနောက်ကျောတာတို့တာတွေကိုမကောင်းချင်တာတွေကို့အပေါ်သစ္စာမရှိတာမနာလိုတာတွေကုန်ပါတယ်နော်ရှိကြည်ပါအရှိခံပါဒီရွယ်ကရှိရှိဖို့လိုအပ်ပါတယ်စားရှိကြည်ပါဦးနောက်နဲ့ရောနှလုံးသားနဲ့ပါရွေးပါအေးအတူဘဝများနေကြည်ပါတယောက်တည်းစိတ်ညစ်မခံပါနဲ့ဒီမှာကရှစ်သူဖြစ်ဖြစ်တငယ်ချင်းဖြစ်ဖြစ်မောင်နှမဖြစ်ဖြစ်မိသားစုဖြစ်ဖြစ်ရှစ်လို့ရပါတယ် ကိုဘာလို့ရမလဲစတွေ့ပါ။ဘာဖြစ်ရှင်လဲဘာဖြစ်တင်တာလဲ။ငါဘာလို့ရမလဲကိုအခုကလေးကအစာကောင်ထေပေါ်ပါ။ဖြစ်အောင်လုပ်ပါအတွေးတွေနဲ့မလီပါနဲ့။သူများလုပ်တိုင်းတည်းလိုက်မလုပ်ပါနဲ့။ကိုလန်းကိုရှောက်ပါ။မိတ်ဆွေဖွဲ့ပါရှက်တာရီကြောက်တာရီဖယ်ပြီးကိုထက်အကြီးရွယ်သူကိုထက်ငယ်ရီကိုဘယ်နဲ့ဘယ်ကမဆိုရင်းနှီးအောင်ဆလုပ်ပါ သူတို့စကားရီကိုနားထောင်ပါသိယူပါတိုင်ပင်ပါမိပါဘာအတွက်မှစိတ်ညစ်မခံပါနဲ့ ကိစ္စအသေးသေးကြီးကြီးပါဖြစ်ဖြစ်တဏီကုံစဉ်းစားမနေပါနဲ့ဒီမှာထပ်ပြောချင်တာကကိုဘာသာထိခိုက်အောင်လုပ်ဖို့မစဉ်းစားပါနဲ့နော် သူများကအတင်းပြောတာကဲ့ရဲ့တာဒီလိုအပူတွေကိုယူဖို့မစဉ်းစားပါနဲ့လေထဲဝေးလိုက်ပါလာအောင်နေပါယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်အသားအရေကိုဂရုစိုက်ပြီးနေပါစကင်ကဲရီအတွက်ပတ်စံသုံးပါပဲများတယ်လို့ပြောခင်ရရင်တော့ကိုလှနေတာမို့အသားထားလိုက်ပါအကောင်းတွေပဲသုံးပါ ဖရားတရားလုပ်ပါစိတ်နှစ်ပြီးတရားလုပ်ပါနော်တရားထိုင်တာတရားနာတာတရားစာအုပ်တွေဖတ်တာဖရားသွားတာနေ့တိုင်းဖရားရှင်ကိုရာတွေကိုကိုယ့်ရဲ့ဘဝမှာနေ့စဉ်အလုပ်လို့ကိုပြောင်းလဲလိုက်ပါအလူအတန်းလဲလုပ်ပါ မရှိသူကိုပေးတာစာနေတဲ့သူကိုကျွေးတာအကူအညီလိုသူကိုကူညီပေးတာလဲလူတန်းမှုတစ်ခုပါနော် ငငယ်ကဖြစ်တယ်လို့နေဖြစ်တယ်လို့စာဘဝကနေယုံထွက်လိုက်ပါအသက်20ကကိုယ့်ရဲ့ဘဝအသေးဖြစ်တယ်လို့ဘဝစလည်းဖြစ်ပါတယ်ဒီကနေကိုယ်လမ်းကြောင်းကိုစားလျှောက်ရပါမယ်ဒါမို့လို့ပြောင်းလဲတင်တာတွေကိုအဆက်20မကပြင်မဲ့အချင်းဆုံးကိုပဲပြောပြလိုက်ပါတယ်ဘာတွေထပ်ပြောင်းလဲဖို့လိုပြီလဲပြန်ပြီးကိုကိုကိုမိကြည့်လိုက်ပါ